အားလုံးမင်္ဂလာပါရှင်။ကျွန်မဆွေးနွေးနေတဲ့အကြောင်းအရာတွေဟာ ECCD ပညာရေးနဲ့ပညာရေးရဲ့ပေါ်လေဒါဒီပညာရေးရဲ့အဓိကလဲကြရဲမတိကျွန်တော်တို့ဒီအားလုံးဒီပညာရေးကိုကောင်းတယ်ပေါ်နေတဲ့ ECCD ပညာရေးကိုကောင်းတယ်ပေါ်နေတဲ့ပညာရေးနဲ့ဆက်နွယ်နေတဲ့သူတိုင်းဟာအဓိကမွန်တက်ဆူရီရဲ့ approach တွေမွန်တက်ဆူရီ method တွေကိုဒါကျွန်တော်တို့လေ့လာထားဖို့လိုတယ်အဲ့ဒါကျွန်မကလည်းအဲ့ဒီက ခုဆွေးနွေးနေတာလေးရာ Montessori method ရဲ့အကြောင်းအရာလေးတွေကိုဆွေးနွေးနေခြင်းဖြစ်ပါတယ်။ယခင်နေ့တွေကယခင်ပြီးခဲ့တဲ့နေ့ရာလေ Montessori ရကလေးတွေကိုသူတို့ကိုယ်တိုင်သူတို့ဒါကိုကိုကိုတာဝန်ယူတတ်တဲ့စိတ်သက်တည်ရှိလာအောင်ကိုယ့်ရဲ့တန်ရှင်းရေးကိုတကူရဲ့တန်ရှင်းရေးကိုကိုယ်တိုင်လုံဆောင်တတ်အောင်နောက်တစ်ခါမိမိရဲ့အခန်းထဲမိမိရဲ့စာသင်ခန်းထဲမှာကိုယ်တိုင်တန်ရှင်းရေးလုပ်နိုင်တဲ့အရေးချင်းတွေရှိလာအောင်နောက်တစ်ခါအဓိကအထူးသဖြင့်တော့ပေါ့နော်လွလွလပ်လပ်ကစားရင်းနဲ့တည်ယူမှုတွေဖြစ်လာအောင် မိမိကိုမိမိစီကန်းနေတတ်မှတ်ထားတဲ့အလေးထားလေးတွေဖြစ်လာအောင် ပြုထောင်ပေးကြရပါမယ်ဆိုတာလေးကို ကျွန်မဆွေးနွေးခဲ့ပါတယ်။ယနေ့မှလည်းပဲမွန်တက်ဆူရီရဲ့ချင်းကန်နေတွေကိုဆက်လက်ပြီးတော့ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီမှာဆိုလို့ရှိရင်ကျမတို့ကနေ့စပြီးဆွေးနွေးမယ့်အကြောင်းအရာလေးကမွန်တက်ဆူရီယာရဲ့ဒီနီးနန်းနေထဲမှာလွတ်လွတ်လပ်လပ်လွတ်လပ်စွာလုပ်ကင်ခြင်းကိုယ်ပိုင်လုပ်ကင်ခွင့်ကို အင်မတန်ကိုပဲအရေးပေးအလေးထားခဲ့တယ်။မိမိကိုယ်တိုင်လုပ်တယ်မိမိကိုယ်ကိုယ်တိုင်လုပ်တဲ့လုပ်ငန်းကိုကိုယ်ကိုယ်တိုင်တာဝန်ယူတတ်တဲ့စိတ်တည်ဖြစ်ပေါ်လာအောင်ဆိုတဲ့ကြီးရွယ်ချက်တွေနဲ့ပေါ့နော်။မိမိကိုယ်ကိုစိတ်စော်တဲ့တင်ယူသူတွေဖြစ်လာစေတဲ့။အဲသူတို့ကိုသူတို့ကိုယ်တိုင်လွတ်လွတ်လပ်လပ်ရွေးချယ်လုပ်ကိုင်ခွင့်နေပေးခြင်းအဖြစ် ကိုကိုကိုဒါစစ်စော်တဲ့သူတွေပေါ့နော်ကိုကိုကို ပြန်ပြီးတော့ဒါဘာလို့ရင်ဘာဘာပြီးရင်ဘာလို့ရမယ်ဘယ်လိုကလေးရတော့ကြံသေးတယ်ဒါမျိုးစသည်ဖြင့်ပေါ့ဒီအုတ်ထင်းသူတွေသူတို့ကဒါလမ်းညွန်ပေးနေတဲ့သူတွေကပြောမှလုတ်တက်တဲ့အစ်စ်မဟုတ်ဘူးပေါ့လေမွန်တဆူရီရဲ့မက်သက်ကကြတော့အဲသူကိုယ်တိုင်ကိုပဲသူလေးလာတင်ယူလိုတာတွေသူလုံဆောင်ရမယ့်အရာတွေကို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 စစ်စော်တဲ့ အရေးချင်းတွေရရှိလာအောင်တင်ယူသူတွေဖြစ်လာအောင်ပြိုးထောင်ပေးကြပြိုးထောင်ပေးတဲ့နီလန်းတွေပါတဲ့ဒီမှာတော့ဒီလိုမျိုးတွေရရှိလာအောင်ကမွန်တက်ဆရီရဲ့ဒီ trainee တင်နန်းတွေကိုတက်ပြီးမှဒီမွန်တက်ဆရီလေးလဲဖော်ထုတ်ခဲ့တဲ့အကြောင်းအရာတွေကိုလေးလာပြီးမှတော့ဒါလေးလာပြီးတော့မှတော့ဒီလိုမျိုးပေါ့နော်ဒီကလေးတွေကိုပြိုးထောင်ပေးလို့ရပါတယ်ဒီမှာပြင်ဆင်ထားတဲ့ပတ်ဝန်းကျင်ရှိပတ်ဝန်းကျင်မှာသူတို့ကိုလေးလာခွင့် လူလူလက်လက်လေးလာခွင့်စူဇန်ခွင့်ပေးတာပါဆောင်ရွက်ခွင့်ပေးတာပါအကန့်အသတ်တွေတော့ရှိတယ်အဲ့ဒီအကန့်အသတ်ထဲမှာပဲလူလူလက်လက်လှုပ်ရှားလှုပ်ကြိုက်ခွင့်ရှိတယ်စီးပောင်တော့ရှိရဲ့သို့တော်ညာလဲအဲ့စီးပောင်ထဲမှာသူလူလူလက်လက်လှုပ်ဆောင်လို့ရတယ်တင်ယူလို့ရတယ်ဆိုတဲ့အခြေအနေမျိုးတွေကိုဆောင်ရွက်ပေးထားရမှာဖြစ်ပါတယ် အဲအဲ့ဒီဟာအဲ့ဒီမှာကျွန်တော်တို့ဆရာကကုညီပံပိုးသူတယောက်အနေနဲ့ပဲဖြစ်သွားမယ်လိုအပ်တာကိုပံပိုးပေးတဲ့ကုညီပံပိုးသူတယောက်အနေနဲ့ပဲရှိနေမှာပါတဲ့ဒီ Montessori ရဲ့ approach မှာဆိုလို့ရှိရင်အဲ့ဒီမှာဒီကျွန်တော်တို့ Montessori ရဲ့ method နဲ့တကယ်ကိုပညာရှင်ကြီးတွေကဘာကျော်တဲ့ပညာရှင်ကြီးတွေပေါ့နော် Montessori ရဲ့ method နဲ့ကိုငယ်စဉ်ကတည်းကပြိုးထောင်ရင်းနဲ့ကြီးပြင်းလာခဲ့တာပေါ့နော် ွန်တက်ဆူရီရဲ့မသက်နဲ့ကြီးပြင်းလာတဲ့မွန်တက်ဆူရီရဲ့ဒီ approach တွေနဲ့သူတို့တွေအတည်ယူမှုတွေအခွင့်အလမ်းတွေအများကြီးရှိခဲ့တဲ့ကလေးလေးကနေတကယ်ကိုဒီကြီးပြင်းလာတဲ့အခါမှာလူသားတွေကိုလည်းအကျိုးပြုတယ်။သူတို့ဟာကမာကျော်တဲ့ပုံကိုယ်ကြီးတွေဖြစ်လာတယ်။ဒီမှာဆိုရင် Gary Garcia ဆိုလို့ရှိရင်သူကတကယ်ကိုပဲဟိုစာရေးဆရာကြီးစာရေးဆရာကြီးအဲဒါငင်းငယ် နိုဘယ်ငြိမ်းချမ်းရေးပညာရှင် စာရေးဆရာကြီးသူ့ရဲ့ကဗျာတွေဟာအရန်ကိုထင်ရှားတယ်။နောက်တစ်ယောက်ကကျတော့ Lesena Graham Bell Lesena Graham Bell ကကျတော့တယ်လီဖုန်းကိုတီချွင်တဲ့ပညာရှင်ကြီးပါ။အဲသူကလည်းဒီ Montessori method တွေနဲ့ငယ်စဉ်ကလေးကသင်ကြားခွင့်ရပြီးတော့ကြီးပြင်းလာတဲ့ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေပါ။အဲနောက်တစ်ခုက Jimmy Wee ဆိုတာကကျတော့ Wikipedia ကိုဒါတီထွင်ခဲ့တဲ့ပညာရှင်ကြီးပါ။သူကလည်း Montessori method နဲ့ပဲ ဒါငယ်စဉ်ကလေးကနေပြီးတော့ပြုထောင်ပေးခြင်းကိုခံရရှိခဲ့ပြီးတော့ပေါ့နော်ကဘာကျော်လာတဲ့တကယ်လူသားတွေကိုအကျိုးပြုနေတဲ့ပုံကိုကြီးတွေပါကဲဒီမှာနောက်တစ်ယောက်ကတော့သောမတ်အက်ဒီဆင်ဒါကျွန်တော်တို့အားလုံးအားလုံးသောလူသားတွေလျက်စစ်မီးကိုဒါစပြီးတော့တည်ထင်ခဲ့တဲ့ပုံကိုကြီးဒီပုံကိုကြီးကလည်းမွန်တက်ဆူရီမက်သက်နဲ့ပဲငယ်စဉ်ကလေးကပြုထောင်ခဲ့ပြုထောင်ပြီးပြုထောင်ခံခဲ့ရပြီးတော့ ဒါကဘာကျော်လာတဲ့ပုံကိုကြီးဖြစ်ပါတယ်နောက်တစ်ခါ Larry Page နဲ့ Satya Brain ကကြတော့ Google Founder ကြီး Google Founder ကြီး Google ကတကယ်ကိုပဲလူသားတွေအတွက်အခုလို့ခေတ်ချင်းနေဒီမှာ Intern ကိုအကျိုးရှိစွာအသုံးပြုလို့ရနေတဲ့ ဆော်ဝဲဒါဆော်ဝဲကြီးပါအဲ့ဒါကိုတီထွင်ခဲ့တဲ့ဒီပညာရှင်ကြီးနှစ်ယောက်နှစ်ယောက်ကလည်းကျမတို့ဒီကူကျမတို့တွေဆွေလေးလာနေတဲ့ Montessori method နဲ့ပြုစုပြောင်းခြင်းကိုရရှိခဲ့တဲ့ဘာကြော်တဲ့ပုံကိုကြီးတွေဖြစ်ပါရဲ့ရှင်အဲ့တော့ကြတော့ဒီလိုမျိုးပုံကိုကြီးတွေဖြစ်လာအောင်ဒီဒီ Montessori method ကအင်မတန်ကိုကောင်းမွန်တဲ့နည်းလမ်းတွေဖြစ်တဲ့လေ့လာပြီးတော့ပြုစုပြောင်းပေးလို့ရှိရင် ို့ပြီးတော့ကောင်းမွန်တဲ့ရလက်တွေကိုကောင်းကျိုးတွေကိုရရှိလာစီမှာဖြစ်ပါတယ်ရှင်။အဲ့ဒီမှာမွန်တက်ဆူရီရဲ့မက်တက်မှာဆိုလို့ရှိရင်သူငယ်တန်းပညာရေးရှိမယ်၊မူလတန်းရှိမယ်ဒီအထူးပညာရေးအစီအစဉ်ရှိမယ်12စနစ်တာအကြောင်းတင်ပညာရေးရှိမယ်အိမ်ကျောင်းပညာရေး home schooling ကျောင်းတွေဟာခုမှလည်း ဟိုပို့ပြီးတော့ဒါတွင်ကျေလာကြပြီ ပို့ပြီးတော့ဒီ home school လေးနေကျောင်းနေကိုဒါဆောင်ရွက်နေကြပြီအဲဟိုခြေနေရပေါ့နော်အခြေအနေအမျိုးမျိုးတွေရအိမ်ကျောင်းပညာရေးတွေဟာအင်မတန်လေးကိုခင်မှာအဒီခင်မှာ ပို့ပြီးတော့ထွန်းကားလာပြီဆောင်ရွက်နေကြပြီအဲ့ဒါတွေကိုဒါမွန်တက်ဆူရီကနေပြီးတော့ဒါဒီလိုမျိုးလေးတွေစီစဉ်ထားရယ်ဆောင်ရွက်တယ်ဆိုတာလေးကိုဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်။နောက်တစ်ခုက မွန်တက်ဆူရီရဲ့မက်သက်မှာဆိုလို့ရှိရင်ဘာတင်ရမလဲဆိုတာကို तू လွလွ तू တင်ယူနေတာကိုကလေးတင်ယူနေတာကိုလွလွလက်လက်ရွေးချယ်ခွင့်ရှိတယ်။ तू အစာတင်ငန်းထဲမှာလွလွလက်လက်လှုပ်ရှားနိုင်တယ်။အဲ့ဒီမှာဆိုလို့ရှိရင်အထူးထုတ်လုပ်ထားတဲ့မွန်တက်ဆူရီတင်ကြားမှုပစ္စည်းတွေရှိမယ်။အဲ့ပစ္စည်းတွေကို तू လွလက်စွာလှုပ်ရှားပြီးတော့တင်ယူလို့ရတယ်။အတက်အုပ်စုတွေရောင်းတော့ထားတယ်။9နှစ်တောအုပ်စု10နှစ်တောအုပ်စုအဲ့လိုမျိုးကြီးတွေနဲ့ တူရအုပ်စုဟိုစုပြီးတော့ဒါတူတင် जा စီရမဟုတ်ဘူးအသက်အုပ်စုတူတာအသက်အုပ်စုတွေကိုသူ့အုပ်စုလိုက်ဘာလို့တုံဆိုရင်ရောထောက်ထားတယ်ဥပမာ3နှစ်အတွင်းရှိတဲ့ကလေးတွေကတအုပ်စု3နှစ်ကနေ6နှစ်အတွင်းရှိတဲ့ကလေးတွေကတအုပ်စုအဲ့ဒီလိုね6နှစ်ကနေ12နှစ်အတွင်းရှိတဲ့ကလေးတွေကတအုပ်စုပေါ့အဲ့လိုမျိုးအုပ်စုလေးတွေခွဲပြီးတော့မှအုပ်စုလေးတွေနဲ့ဒါတင်ကြတဲ့စနစ်တွေကိုဆောင်ရွက်စေတယ်တဲ့မွန်တက်ဆူရီရဲ့မသက်ထဲမှာ အဲ့ဒါကသူ့ရဲ့မွန်တက်ဆရီရဲ့မသက်ထဲမှာစာတင်ခြင်းရတနေ့ကို3နာရီပဲ3နာရီထားသတ်မှတ်ထားတယ်အဲ့3နာရီရဲ့ဒါပို့သွားလို့ရှိရင်လည်းကလေးရဲ့ဒီသူ့ရဲ့လက်ခံနိုင်မှုစွမ်းအားဆောင်ရွက်နိုင်မှုစွမ်းအားတွေဟာဒီ3နာရီတဲ့ပို့ပြီးတော့သူ့ကိုမပေးဘူးပေါ့နော်ဒီစွမ်းအားတွေကြမသွားအောင်သူ့စွမ်းလက်ခံနိုင်တဲ့လောက်ကိုပဲပေးတယ်လက်ခံနိုင်တဲ့လောက်ကိုပဲဆောင်ရွက်စီတယ်ဆိုတော့စနစ်ကလေးပါနောက်တကဒီမွန်တက်ဆရီရဲ့ဒီမသက်ထဲမှာအမတ်စနစ်တွေမရှိဘူး အိမ်စားတွေမရှိဘူးဒီမှာဆိုလို့ရှိရင်အဓိကအရေးကြီးတာကတော့လေ့ကျင့်သင်ကြားထားတဲ့ဆရာတွေဆရာတွေကနေပြီးတော့ဒီကလေးတွေကိုသင်တယ်ဒါဆိုရင်ခုခေတ်ခါမှာဆိုရင်မွန်တက်ဆရီရဲ့ method တွေခုကျမရှေ့ပိုင်းမှာလည်းဆွေးနွေးသားရတယ်ရှိရဲ့သူဘလို approach တွေနဲ့ချင်းကတုံးချင်းကတုံးဆိုတာကြီးဆွေးနွေးတယ်ဘလို့ဆောင်ရွက်မှုတွေလုံဆောင်ရတယ်ဆိုအောင်ဆွေးနွေးသွားတယ်အဲ့လိုမျိုးတွေကိုလေ့လာပြီးတော့မှ လေ့လာထားတဲ့ဆရာကသင်ကြားပေးမှာ Montessori method ကိုတကယ်ကိုကောင်းမွန်စွာအောင်မြင်စွာဆောင်ရွက်ပေးနိုင်မှာဖြစ်ပါရဲ့ရှင်။ဒါကြောင့် Montessori method ကိုလေ့လာထားတဲ့ Montessori တို့ဒီစပြီးတော့တည်ထောင်ငါစတော့ဒီလိုမျိုး Montessori method ကိုလေ့လာသင်ကြားထားတဲ့ဆရာတွေကပဲသင်ကြားပေးစီပါတယ်တဲ့။အဲ့လိုနဲ့ဒီ Montessori ရဲ့ဉာဏ်ပညာတွေထဲမှာနေရာကလေးတွေကိုဖွံ့ဖြိုးမှုနဲ့ပဲအားလုံးဖွံ့ဖြိုးအောင် နေပယ်ကြီးတွေရှိမှာရှိတယ်ပေါ့နော်အဲ့ဒီနေပယ်ကြီးတွေအားလုံးဖွံ့ဖြိုးတိုးတက်စေဖို့အတွက်တဲ့ကလေးတွေကိုကျမတို့ဗလာငားနဲ့ဖွံ့ဖြိုးရမယ်ဆိုတာလေကျမတို့ကာယဉာဏ်နာပေါ့စိုက်စားရတဲ့စသည်ဖြစ်ပေါ့နော်အဲ့ဒီနေပယ်တွေအားလုံးဖွံ့ဖြိုးအောင်တိုးတက်အောင်ကလေးတွေကိုလွတ်လပ်စွာရွေးချယ်ခွင့်လွတ်လပ်စွာရွေးချယ်ခွင့်ပေးလိုက်ဆိုကြရင်သူက independent ဖြစ်သွားပြီသူကအမိကိုကင်းသွားပြီပေါ့အမိကိုကင်းကင်းနဲ့ကိုပဲ သူလက်တွေ့လုပ်ငန်းတွေမှာတင်ယူခွင့်ရှိတယ် hand on landing တွေကိုလည်းဒါဥစားပေးပြီးတော့ဆောင်ရွက်စေတယ်တိချပြင်ဆင်ထားတဲ့တင်ယူမှုပတ်ဝန်းကျင်ကိုအဓိကလေးထားတယ်တဲ့အဲ့ဒီကလေးတင်ယူမဲ့ပတ်ဝန်းကျင်ကိုတော့ဆရာသမားတွေမိဘအုပ်ထိန်းသူတွေကပြင်ဆင်ပေးထားရမယ်ဘယ်အရာကိုတင်ယူစေချင်တာတုံးဆိုတာပေါ်မှာမူတည်ပြီးတော့သူ့ရဲ့ပတ်ဝန်းကျင်လေးကိုပြင်ဆင်ထားရမယ်အဲ့ဒီပြင်ဆင်ထားတဲ့ပတ်ဝန်းကျင်ပေါ်မှာအဓိကကလေးလေးဟာ ်တည်ယူမှုတွေကိုလုံဆောင်မှုတွေလွတ်လပ်စွာဆောင်ရွက်စေခြင်းဖြင့်တည်ယူမှုကိုရရှိစေမှာဖြစ်ပါလေရှင်။ဒါကြောင့်တည်တည်ချာချာပြင်ဆင်ထားတဲ့တည်ယူမှုပတ်ဝန်းကျင်ကအဓိကအရေးကြီးပါတယ်ဆိုတာလေးကို Montessori method ကနေပြီးတော့မိမိုးမိမောင်းထိုးပြထားပါလေရှင်။နောက်ပြီးတော့ဒီမှာဆိုရင်ဒေါက်တာမာရီယာမွန်တက်ဆူရီယာဆိုထားတာဆိုလို့ရှိရင် လူတွေအားတဲ့ဒီတိုင်းဖွံ့ဖြိုးလာတာမဟုတ်ဘူး ူတို့တွေကပန်းလေးတပွင့်ဟာပန်းလေးဟာသူ့အချိန်တိုင်းရင်သူ့ရဲ့သဘာဝဖြစ်စဉ်ရာသူပွင့်လာမှာပဲဒါပေမဲ့လို့ကလေးတွေကကြတော့အဲ့ဒီလိုမဟုတ်ဘူးသူတို့ကိုပြိုးထောင်ပေးဖို့လိုတယ်သူတို့ကိုထက်ခါထက်ခါလေ့ကျင့်ပေးဖို့တွေလိုတယ်လေ့ကျင့်မှုတွေများများရရှိစမ်းမှာသူတို့တွေဟာတကယ်ကိုဟိုကောင်းမွန်တဲ့အကျိုးရလဒ်တွေကိုရရှိပြီးတော့ပြိုးထောင်မှုကောင်းကောင်းနဲ့တကယ်ကိုသူလိုအပ်ချက်တည်းဒီဗလာဒီဖွံ့ဖြိုးမှုလိုတဲ့ ဒီအကြောင်းအရာတွေဗလာငားတဲ့နဲ့ညီရဲ့ပေါ့နော်ဖွံ့ဖြိုးမှုတွေကိုရရှိလာစေမှာဖြစ်တယ်တဲ့ပန်းလေးကတော့ तू ဒီတဘာဝလျောက် तू ပွင့်ရမယ့်အချိန်မှာ तू ပွင့်လာမှာဒါပန်းလေးဒါပေမဲ့ကလေးကိုအဲ့လိုမျိုးသွားပြီးရောဟိုတွက်လို့မရဘူးအဲကလေးကိုကြတော့များများပြုစုပြောထောင်ပေးရမယ်သူ့ကိုအဲများများအထောက်ပံ့ပေးရမယ်နောက်တစ်ခါသူ့ကိုထက်ခါထက်ခါဆောင်ရွက်စေခြင်းအားဖြင့်သူ့ရဲ့ စနစ်တကျဖွံ့ဖြိုးရမယ့်အကြောင်းအရာတွေဖွံ့ဖြိုးလာအောင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်ရှင်။အဲဒီမှာဆိုရင်မွန်တက်ဆရီရဲ့စာသင်ခန်းမွန်တက်ဆရီကကလေးတွေကိုလေးထားတယ်။ကလေးတွေရဲ့တင်ယူမှုတွေကို များများလှုပ်ဆောင်နိုင်စေဖို့အတွက်ကိုဦးစားပေးတယ်။သူတို့ကိုလွတ်လပ်ခွင့်တွေကိုလွတ်လပ်လွတ်လပ်လွတ်လပ်တောင်းရစေတဲ့အလေးအထားလေးတွေကိုလုပ်တဲ့လုပ်ငန်းတွေကိုကိုတာဝန်ယူတတ်တဲ့ လေးထားလေးတွေဖြစ်အောင်အမူကျင်လေးတွေဖြစ်အောင်ပြောထောင်ပေးစေပါတယ်တဲ့အဲ့ဒီမှာဒီမှာဆိုလို့ရှိရင်ကျမတို့ crying ဆိုတော့ငိုနေတဲ့ကလေးလေးอ่ะသူက depend မိခိုးဖို့အတွက်မိန်းကလေးယောက်ျားလေးရောမိန်းကလေးရောပေါ့နော်သူကအမိကိုရကျင်နေပြီးတော့သူကအင်မတန်ငိုကျွေးနေတဲ့ကလေးလေးအဲ့လိုကလေးမျိုးမျိုးလေးကိုဟုတ်တဲ့ Montessori ရဲ့ approach တွေနဲ့ဒါသူ့ကိုဒါ train ပေးလိုက်မယ်ဆိုလို့ရှိရင်တဲ့သူဟာတဲ့ပြောင်းလဲသွားမယ် immediate ကို confident မိမိကိုကိုယုံကြည်မှုရှိတဲ့ကလေးတယောက်ဖြစ်ပြောင်းလဲသွားမယ်ဒါဆိုရင်အမိကိုမလိုအပ်တဲ့အမိကိုဘလူကိုမှမမိခိုးရဘဲနဲ့ကြီးပြင်းလာတဲ့လူငယ်လေးတွေလူရယ်လေးတွေဖြစ်လာစေပါတယ်တဲ့ Montessori ရဲ့မသက်နဲ့အဲကြောင်ရက်ပေးမယ်ဖွင့်ပြအောင် ပြိုးထောင်ပေးမယ်ဆိုလို့ရှိရင်အမိခိုးဖို့လိုအပ်နေတဲ့ ကလေးလေးဟာတကယ်ကိုပဲသူ့ကိုယ်သူယုံကြည်မှုရှိစွာနဲ့ကြီးပြင်းလာစေမှာဖြစ်ပါတယ်။ဒါကြောင့်လေ nurturing environments ကတကယ်ကိုအရေးကြီးပါတယ်။ဒီကလူငယ်လေးတွေကလေးတွေကလေးတွေလူငယ်လေးတွေတကယ်ကိုသူ့အားနဲ့သူစနစ်ဟိုကောင်းမွန်တဲ့ရလက်တွေအကျိုးကျေးဇူးတွေဖြစ်ပေါ်လာစေဖို့အတွက် nurturing environment ကအရေးကြီးတယ်။ပြုစုပြောင်းထောင်ပေးတဲ့ပတ်ဝန်းကျင်အရေးကြီးပါတယ်ဆိုတာကို မွန်တက်ဆော်ရီမက်သက်ကနေပြီးတော့ကျမတို့လေးလာရင်းနဲ့တရှိခွေရတယ်ဆိုတာကိုကြည့်ရှုနေတဲ့သူအားလုံးကိုကျမကပြန်လဲဆွေးနွေးပေးခြင်းလည်းဖြစ်ပါတယ်ရှင်။အဲ့တော့ခနေ့ဆိုလို့ရှိရင်ကျမမွန်တက်ဆော်ရီရဲ့မက်သက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလေးတွေကိုဘလို့တွေဆောင်ရွက်ပေးရမယ်သူတို့တွေကိုဒီ depend ဖြစ်နေတဲ့ကလေးတွေကို independence confident level တွေထိရောက်လာအောင် ပြုစုပြောင်းအောင်ပေးသွားကြရမယ်ဆိုတာကို Montessori ရဲ့ approach ကိုလေ့လာခြင်းအဖြစ်သိရှိခဲ့ရတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မယနေ့ပြန်လည်းမျှဝေပေးခြင်းဖြစ်ပါတယ်ရှင်။နောက်နေ့ဒီမှာလည်းပဲကြန့်ရှိနေနေသေးတဲ့ Montessori approach ကိုဆက်လက်ပြီးတော့ဆွေးနွေးသွေးပေးသွားပါအောင်မယ်လို့ပြောကြရင်းနဲ့ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပြန်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။